ကောင်းလုံးမင်္ဂလာပါဆိုတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ပေါ့နော်ဆရာတို့ read the passage ပေါ့နော်အာ read the passage ဒီလာပြီဆိုလို့ရှိရင်ကွက်လက်ဖြည့်ရတဲ့အပိုင်းရှိတယ်ပြီးနောက်တစ်ခုကကြာတော့ initial word တွေမှာဒီကွက်လက်ဖြည့်ရတဲ့အပိုင်းတွေမှာအတုံးဝင်မဲ့အာဘယ်လိုပြောရမလဲအတုံးဝင်မဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှာအဗီဒီယိုလေးပြလုပ်ပေးထားပဲဖြစ်ပါတယ်ဆိုတော့ဒီပထမဆုံးဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဘာပြပါမလဲဆိုလို့ရှိရင်သူကနောင်စကလုံးလေးကိုသူကနောင်စကလုံးဆိုတာတွေကဘယ်လိုနေရာမှာရှိရလဲ ဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗောနော်ဥမာနောက်ဥမာ subject ဆိုရင်ထိစွမ်းရှိတယ်ကွာ verb ဆိုလို့ရှိရင် subject ရဲ့နောက်မှာ cat လျက်ဒီ verb ရှိတယ်အဲ့လိုပဲနောက်စကားလုံးနေရာရောဘယ်လိုနေရာမှာရှိလဲဟုတ်ကဲ့နော်အဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့မှလေ့လာတော့မှာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးကြည့်မယ်ဆိုရင်နောက်စကားလုံးတွေကဘာမှရှိလဲဆိုရင်ね article ရဲ့နောက်မှာရှိတယ် article ဆိုငယ်လို့ရသင်ခဲ့တယ် a တစ်ခုတစ်ကောင်တစ်ယောက် and လို့သိရနော် and ဆို and လဲထည့်မှာနော် and ရဲ့ပေါင်း now ဆိုတော့ and ရဲ့နောက်မှာ noun လိုက်တယ်ပြီးနောက်က possessive adjective တွေပေါ့နော် possessive adjective ဆိုတာပိုင်ဆိုင်မှုပြတဲ့နာမဝိသေသနတွေ ပိုက်ဆက်မှုပြရဲဆိုတာမိုင်းကျွန်ုပ်ဤအာဝါကျွန်ုပ်တို့ဤယူအာတင်တို့ဤဒေယာသူတို့ဤဟစ်သူဤဟာတူမိုင်းအစ်ထိုယာဤ၎င်းဤစသဖြင့်အဲ့လိုဤဆိုတဲ့နေရာညောက်မှာလဲနောင်းလိုက်တယ်ပြီးနောက်က adjective ကဲနောက်မှာပေါ့ adjective ကတနည်းဖြစ်ဖြစ်တော့ဒေါ်ပေါ့နော်ဒေါ်ဆိုရင်ဥမာလဘဒေါ်ကောင်းမွန်ဒေါ်ပြောစရာကောင်းဒေါ် အဲညီမွေရယ်ကောင်းတော့စိတ်ဝင်စားစရာကောင်းတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုဒေါ်တွေ adjective တွေရဲ့နောက်မှာနောင်းလိုက်ပါတယ်နောက်က preposition တွေရဲ့နောက်မှာလည်းနောင်းလိုက်တယ်တဲ့ preposition မှာ of တို့နောက်က at တို့နိုင်မှာတွင်ရယ်ကဥမာ at part နောက်ပန်းချင်မှာနောက် under table under the table under table စပွဲအောင်မှာတို့ between ဘယ်နဲ့ဘယ်ကြားစသဖြင့်အဲ့လိုမျိုးတွေတုံးတယ်နောက်ကစာကြောင်းတွေရဲ့ရှေ့ဆုံးမှာလိုက်တတ်တယ်ဆိုတဲ့ဟာကိုမကြည့်ပါနဲ့ဆက်ထားဒီက ကျော်လို့ရရပါတော့ဆိုတော့အဓိကကျင်မှာ article ရဲ့နောက်ရှိမယ်နောက်က possessive adjective တွေရဲ့အာနောက်မှာလိုက်တယ် adjective ကနောက်မှာလိုက်တယ် preposition ရဲ့နောက်မှာလိုက်တယ်ဆိုတော့ဒါလေးမှတ်ထားရင်ရတယ်နောက်ကအရေးအတွက်ပြစကားလုံးတွေဖြစ်တဲ့1တို့2တို့3တို့နောက်က many တို့ match တို့ဟုတ်နော်အရေးအတွက်ပြတဲ့စကားလုံးတွေနောက်မှာလဲနောင်းလိုက်တယ်ပြီးနံပါတ်9ပေါ့နော်နံပါတ်9က one of ကနောက်ကနောင်းအများလိုက်တယ်တနည်းဖြစ်စံ one of about နောင်းအများအဲ့ဒါဘယ်လိုသုံးလို့ဆိုရင်ထပ်ပါတော့ one of student s t u d e so nds student ပေါ့ one of the student ចောင်းသားများထဲမှာတယောက် one of the gay កောင်မလေးများထဲမှာတဦးပြီးနောက်က one of one of abos ပန်းသီးများထဲမှာတလုံးစသဖြင့်အဲ့လိုမျိုးတွေတုံးတာကိုပြောနေတာပေါ့နော်အဲနောက်တစ်ခါじゃ buffer engine နောက်မှာ noun like တယ်ဆိုတာ buffer engine ဆိုတာတနည်းအားဖြင့် buffer engine adjective ကိုပြောနေတာပေါ့နော် အဲ့ဆိုအဲ့ဒီဟာတွေကရတယ်ကိစ္စမရှိဘူးဒါကြည့်စရာမလိုအဲ့ဆိုတို့ကြည့်ရမယ့်အပိုင်းဒီပြန်ပြောမယ်ဆိုရင်နံပါတ်1 article နောက်မှာနောက်လိုက်ပါတယ်နံပါတ်2ပိုင်ဆိုင်မှုတွေဖြစ်တဲ့ my hour you are there his her its တဲ့နောက်မှာနောက်လိုက်တယ် adjective နောက်မှာနောက်လိုက်တယ် preposition နောက်မှာနောက်လိုက်တယ်အရေးရပြစကားလုံးကြီးရှင်းနောက်မှာနောက်လိုက်တယ်လို့နောက်က one of upon နောက်အများဆိုပြီးလိုက်တယ်ပေါ့အဲ့ဆိုရင်ဒုမှတ်စရာဒီ6ခုပေါ့နော်ကြပ်ပြီဆိုရင်အောက်က exercise တွေထွက်ကြည့်မယ်နော်ဒီ exercise တွေကကြတော့ဆရာကဒီ ိုက်ဆရာဦးညံ့လင်းဆောက်အုပ်ထဲမှာဆိုရင်ဒီ read the passage ပေါ့နော် read the passage ကတချို့စာကြောင်းလေးကောက်နှုတ်ထားတာတွေလည်းပါတယ်ပေါ့နော်ကဲဆိုအဲ့မှာတစ်ချက်စီပဲဆိုနံပါတ်1နံပါတ်2က having she jin ပေါ့နော် good ဆိုတာကကောင်း the ဘာနဲ့ဆုံးလဲဆိုရင် the adjective နဲ့ဆုံးတယ်အဲ့ကြောင့်မလို့အဲ့ quality ထဲမှာဘာဖြေရမှာဆိုရင် adjective ရဲ့နောက်မှာဖြေလိုက်လဲဆိုရင် noun လိုက်တယ်အဲ့ကြောင့်မလို့ adjective ဘောင် noun လိုက်ပြီးတော့ဖြေရမှာပဲဖြစ်ပါတယ်ကဲဒီနောက်က if you want to be happy မင်းပျော်ရွှင်ခြင်းနဲ့ဆိုရင် you should have a တွေ့လား a ဒီပါလဲဆိုရင် article အဲဆို article အပေါင်း now A R T I C L E article ဘောင်းနောက်အဲ့ဆိုအဲ့ A ရဲ့နောက်မှာ noun ဆိုတဲ့စကားလုံးလိုက်မှာဖြစ်တယ်။နောက်က today နေ့ခင်မှာ many people uh, may suffer from tree in their daily သူတို့နေ့စဉ်ဖြစ်တော့ daily ကဒီနေ့မှာနေ့စဉ်ဖြစ်တော့ adjective ပေါ့အဲ့ဆိုသောဆိုရင် adjective အဲ့ဆို adjective အပေါင်း noun လိုက်ပါတယ်။ ။နောက်တစ်ခုကကြတော့ဒီ collapsing heart disease ဆိုတော့ဒါမျိုးလေးလည်းခဏခဏတွေ့ရတာမျိုးရှိရမှာเนาะ collapsing heart disease ဒီမှာဆိုရင် heart disease ယောဂဟုတ်တယ်မလား။ဆိုတော့ဒီယောဂနှစ်အဆိုရင် noun and noun လို့ပြောတာပေါ့เนาะ noun and noun ရှိကနောင်းနဲ့နောက်ကနောင်းရှိကယောဂနဲ့နောက်ကယောဂအဲဆိုနောက်မှာယောဂပေးချင်ရှိကကွက်လက်ထင်မှာလဲယောဂပဲဝင်มาဖြစ်တယ်။နောက်5မှာဆိုလဲ why pride things ပေါ့ခုနပြောသလို buffer energy buffer energy အနောက်ကဖလိုက်တော့ဆိုရင် noun လိုက်တာများတယ်ပေါ့နော်။ So you should not think about the article about now ပြီးနောက်တစ်ခုကကြ process food က not good for our hours ဆိုတော့ကျွန်တော်တို့ e လို့ပြောတဲ့ဆောင်ပိုင်ဆိုင်မှုပြရတာအဲကြောင့်မလို့ပိုင်ဆိုင်မှုပိုင်ဆိုင်မှုအပေါင်းနှောင်းပေါ့နော်ပိုင်ဆိုင်မှုရဲ့နောက်က noun လိုက်တယ်အဲ့လိုမျိုးပြောနေတာပေါ့နော်ပြီးရင်ဒီကထပ်ပါနံပါတ်9ကကိစ္စမရှိဘူးနံပါတ်10မှာ article ပါတယ်နံပါတ်9မှာ article ပါတယ်နံပါတ်10အရှိတွက်ပြစကားလုံး many တွေပါတယ်နောက်က preposition of ပါတယ် preposition ပါတယ် preposition ပါတယ်နောက်ကဒီမှာ article ပါတယ် article ပါတယ် ပြီးနောက်က attractive ကတည်မလား attractive ဆွဲဆောင်မှုရှိတော့เนาะ attractive ဆွဲဆောင်မှုရှိတော့ healthy ကကြတော့ဂျမ်းမှာဒေါ်ဆိုရင်ဒေါ်ရရဲ့နောက်မှာ adjective လိုက်တယ်အဲ့ဆိုဒီအရဆိုရင်စကားလုံးတွေကဘယ်ကွက်လက်ထဲမှာဘာစကားလုံးလိုက်တယ်ဆိုတာကိုအာတိသွားတာဖြစ်တဲ့ကြောင့်မလို့တို့ကရှာဖွေရမှာပေါ့နော်အမ reset basic survive ဒီထဲမှာရှာဖွေရမယ်များသောအားဖြင့်နောင်စကလုံးတွေကိုဘတ်ပြောင်းခိုင်းတာရှိတယ် buff ကနေနောင်ပြောင်းခိုင်းတာရှိတယ် buff ကနေ acidic ကိုပြောင်းခိုင်းတာရှိတယ် ပြီးရင်နောက်ကနောင်းကနေ adjective ကိုပြောင်းခိုင်းတာမျိုးရှိရဲ့ adjective ကနေနောင်းပြန်ပြောင်းတာကြီးပေါ့ဒါရှိနောက်အဲ့လိုမျိုးတလွဲတပြန်နေမေးနေတာတကယ်တော့သူကများသောအားဖြင့် quick lap ဖြစ်တယ်မှာမေးမယ်မေးခွန်းနေရ bad 4 m e တယ် bad 2 uh bad 3ပေါ့နော်အဓိကအဖြစ်မေးတာတော့ bad 1 bad 3နောက်ကနောင်းမေးတယ်နောက်က adjective မေးတယ်အဲတခါလေး sometime adverb တွေပါလာတယ်ဆိုတော့ဒါမျိုးတွေကိုညံ့မေးလေးရှိရဖြစ်တဲ့မျိုးနောင်းစကားလုံးတွေကိုဘယ်နေရာမှာဖြည့်ဆွတ်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့မှဒီဗီဒီယိုလေးကိုတည်ကြားလေ့ကျင့်ထားမယ်ဆိုလို့ရှိရင်တော့နောင်စကလုံးတွေကဘယ်နေရာမှာလိုက်တယ်ဘယ်လိုမျိုးအခြေအနေမှာလိုက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိရှိသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီဟာလေးကိုစောက်ထဲမှာကူးထားပါတော့။စောက်ကလေးထဲမှာတည်ကြားလေးချရေးထားပြီးလို့ရှိရင်တည်ကြားလိုက်ပြီးတော့မှ အာခဏခဏဖတ်မယ်ဆိုလို့ရှိရင်အဲဘလူနီယာမျိုးတွေမှာဘလူစကလုံးတွေလိုက်နိုင်နေဆိုတာကိုသိပြီလို့ရှိရင်စာမွေးဖြည့်စရဲအချိန်မှာအထောက်ကူဖြစ်လာနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့အာဒီနောင်စကလုံးတွေဘလူနီယာမှာထားမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ခေါင်းစဉ်ကတော့ဒီမှာပဲရှင်းလိုက်ပါမယ်ဆိုတော့ဗီဒီယိုကိုအစားဆုံးထိကြည့်ပြီးရအတွက်ကြောင့်မလို့အားလုံးကိုကျေးဇူးတင်ပါတယ်